ရင်ပြည်နယ်မြောက်ပြည်မြို့ဟာတမိုင်းတခြားတစ်ဖက်နယ်စပ်ထိုင်းနိုင်ငံမဲဆောင်မြို့နယ်နိုင်ငံပြည်သူတွေအေဂျင့်စွာတူရှင်တွဲနေထိုင်ခဲ့ကြပြီးတမာအာဇီဝကျစွာနဲ့ကုန်စည်ကူးတန်းရောင်းဝယ်ကြတဲ့နေဆက်ကုံတွေရေးမြို့ငယ်လေးဖြစ်လူသိများခဲ့ပါတယ်တောင်နှင်းမြောက်ရစ်ခွေစီစဉ်လျက်ရှိတဲ့တောင်ရင်မြစ်ကနိုင်ငံနေဆက်မြင့်ပြပိုင်းခြားထားပြီးနှစ်ဖက်ပြည်သူတွေလွယ်တကူကူးတန်းတွာလာနိုင်တဲ့တဘာဝနေကြားမြင့်တစ်ခုသာဖြစ်ပါတယ် ဒါပေမဲ့လည်းပြီးခဲ့တဲ့နှစ်တွေအတွင်းမှာတော့မြဝရီမြို့ဟာဒေတာတွေနဲ့နိုင်ငံတကာမီဒီယာတွေရဲ့မကြာခဏအာယုံဆိုင်ခံရတဲ့မြို့ဖြစ်လာခဲ့ပါတယ်။ကောင်းမွန်တဲ့အာယုံဆိုင်ခံရခြင်းမျိုးတော့မဟုတ်ပါဘူး။အကြောင်းကတော့တောင်ရင်မြစ်ကန်တဘေးမှာတစ်ပေါ်ထွက်လာတဲ့ရွှေကုတ်ကိုမြို့တစ်ကြောင်မြဝရီမြို့ဟာနေဆက်ကုံသွေးရေးမြို့ဖြစ်ကနေကာစီနိုလောင်းကစားမြို့တွင်လင်းမြန်ပြောင်းလဲလာခဲ့တယ်လို့ 2020ခုနှစ်ဆီယနာသိမ်းပြီးတဲ့နောက်တရုတ်ကြားဖြန့် online ငွေလိမ်ကိန်းတွေခြေဆိုင်လှုပ်ရှားရာမြို့ဖြစ်နာမည်ဆိုးတွေဇက်တိုက်ထွက်ပေါ်လာခဲ့တာအကြောင်းဖြစ်ပါတယ်။နေဆက်ကုံသွေးရေးမြို့ကာစီနိုလောင်းကစားမြို့ဖြစ်ကနေတရုတ်ကြားဖြန့် online ငွေလိမ်ကိန်းတွေခြေဆိုင်မြို့ဖြစ်အစဉ်အဆက်ပြောင်းလဲလာခဲ့တဲ့မြဝတီမြို့ဟာနိုင်ငံပေါင်း30ကျော်မှအလောက်ကန်ရှာဖွေသူတွေကိုနီလန်မျိုးစုံနဲ့လိန်လေလှည့်ပြားခေါ်ယူပြီး မြင်မာတဲ့ချန်စီယိုတွေနောက်ွယ်ကအဆောက်အုံအတွဲပေါင်းများစွာပါဝင်တဲ့အင်အားဝန်းတွေထဲမှာ24နာရီပတ်လုံးလက်နက်ကင်အဆောက်တွေနဲ့လုံခြုံရေးတင်းကျပ်စွာချထားပြီးတော့နိုင်ငံတကာရာဇဝတ်မှုတွေကိုလွတ်လပ်စွာကျူးလွန်နေကြတယ်လို့ဆိုရင်အံ့ဩကြမလားတော့မသိပါဘူးတကယ်တော့လိမ့်လေချင်းလို့အတိတ်ပဲရတဲ့ကြားဖြန့်ဆိုတဲ့တရုတ်ဘာသာစကားသုံးလုံးကိုမြန်မာနိုင်ငံသားတွေစတင်ရင်းနှီးခဲ့ကြတာဟာမကြသေးပါဘူး 2023ခုနှစ်နှောင်းပိုင်းမြန်မာတရုတ်နယ်စပ်ကိုကန့်ဒေသမှာဝင်ရောက်ခြေဆိုင်လာတဲ့တရုတ်ကြားဖြန့်ရာဇဝတ်ဂိုင်းတွေကအင်တာနက်နဲ့မိုဘိုင်းဖုန်းဆက်သွယ်ရေးကွန်ရက်ကိုအဓိကသုံးချပြီးတရုတ်နိုင်ငံသားတွေထံကနေငွေကြေးလိမ်လည်မှုတွေကြေကြေပြန့်ပြန့်ကျူးလွန်နေမှုကိုတရုတ်အစိုးရစတင်နှိမ်နှင်းရာကနေကြားဖြန့်ဆိုတဲ့ခေါ်ဝေါ်ဟာစတင်လူသိများလာခဲ့ပါတယ်။အစပိုင်းမှာတော့တရုတ်ရာဇဝတ်ဂိုင်းတွေဟာတရုတ်နိုင်ငံထဲမှာသာခြေဆိုင်ပြီး၎င်းတို့ရဲ့နိုင်ငံသားချင်းချင်းပြစ်မှတ်ထား အွန်လိုင်းငွေကြေးလိမ်လည်မှုတွေကျူးလွန်ခဲ့ကြပါတယ်။တရုတ်နိုင်ငံတွင်ဖြစ်ပွားလျက်ရှိနေတဲ့ကြားဖြန့်ငွေလိမ်ကိန်းတွေအကြောင်းတရုတ်အစိုးရထုတ်ပြန်ချက်တွေကိုမြန်မာနိုင်ငံကလေ့လာပြီးကြားဖြန့်သို့မဟုတ်နှိပညာမြင့်စွမ်းအားရှင်အွန်လိုင်းတခိုးကြီးများဆောင်းပါးကိုမတ်လ16ရက်နေ့မှာရေးသားတင်ပြခဲ့မှုပါတယ်။တရုတ်အစိုးရရဲ့နေနေမှုကြောင့်တရုတ်ကြားဖြန့်ရာဇဝတ်ကိန်းတွေဟာမြန်မာ၊လာအို၊ကမ္ဘောဒီးယား၊ဗီယက်နမ်၊ဖိလစ်ပိုင် စတဲ့နိုင်ငံတွေရဲ့မြို့သစ်စီမံကိန်းတွေစက်မှုဇုံစီမံကိန်းတွေမှာယင်းဒီမြုပ်နှံသူတွေအတွင်နဲ့ဝင်ရောက်အခြေဆိုင်လာခဲ့ပါတယ်။တက်ဆိုင်ရာနိုင်ငံတွေရဲ့ဥပဒေအာဏာချက်တွေကိုခွင့်ကောင်းယူပြီးနိုင်ငံပေါင်းစုံမှနိုင်ငံသားတွေကိုအလုတ်ကန်ခွင်လန်းဖန်တီးပေးနေတဲ့အောင်နီလန်မျိုးစုံနဲ့လိင်ညာလှည့်ပြားခေါ်ယူပြီးတော့ကြားဖြန့်ငွေလိမ်လုပ်ငန်းကိုနိုင်ငံဖြတ်ကျော်တိုးချစ်လှုပ်ဆောင်လာကြပါတယ်။ဒီလိုနဲ့ခုခါမြန်မာထိုင်းနဲ့ဆက်မြောက်ပြည်မြို့ကကြားဖြန့်ငွေလိမ်ကိန်းတွေဟာ ကီလိုမီတာထောင်နဲ့ချီကွာဝေးတဲ့မေဂန်ပြောင်စုမှာမေဂန်နိုင်ငံသားများပြားကိုပြစ်မှတ်ထားလာတဲ့အွန်လိုင်းငွေလိမ်လုပ်ငန်းကွန်ရက်ကြီးဖြစ်ကြီးထွားလာခဲ့ပြီးတော့မေဂန်ဟာနှစ်စဉ်အမေရိကန်ဒေါ်လာ10ဘီလီယံခန့်ဆုံးရှုံးနေနိုင်ခဲ့ပါတယ်။ဒါကြောင့်ပဲမေဂန်ဆိုရဟာအဲ့ဒီလိုနိုင်ငံငါရာဇဝတ်မှုကြီးကိုကျူးလွန်နေတဲ့နိုင်ငံဖြတ်ကျော်တရုတ်ရာဇဝတ်ဂိုင်းများ Chinese Transnational Criminal Organizations TCOS တွေကိုစတင်နေနေတော့မယ်အဓိကခြေလမ်းတစ်ခုကိုမကြသေးခင်ရက်ပိုင်းကလှုပ်ဆောင်လာတာဖြစ်ပါတယ်အရှိတောင်အာရှဒေသမှာရှိတဲ့မြန်မာလာအိုနဲ့ကမ္ဘောဒီးယားနိုင်ငံတွေမှာခြေဆိုင်ပြီးနိုင်ငံငါရာဇဝမှုကြီးကိုကြေကြေပြန့်ပြန့်ကျွလုံနေတဲ့နိုင်ငံဖြတ်ကျော်တရုတ်ရာဇဝဂိုင်းတွေကိုနေနေမှုမေဂန်ဆိုးရကနိုဝင်ဘာလ7ရက်နေ့မှာရေးပါတဲ့ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့ပါတယ် We're here today to target a growing epidemic, and that is crypto investment fraud scams perpetrated by organized Chinese crime syndicates that successfully target Americans and victimize them. 美国比方说，哥伦比亚看新的州，今年 Ferris 披露无上币，第二一谈谈呢，第二五位数目也快十亿的 Federal Bureau of Investigation（FBI）、US Secret Service（USSS） 呢。 Drug Enforcement Administration DEA တို့လိုဖွဲ့စုံပါဝင်တဲ့ online ငွေလိမ်စင်တာများနှင်းနှင်းရေးတဖွဲ့ Scam Center Strike Force SCSF ကိုဖွဲ့စည်းလိုက်ပြီလို့ဖော်ပြထားပါတယ်။ခုခါ SCSF ရဲ့မြန်မာဖွဲ့ဘာမာထင်းဟာထိုင်းနိုင်ငံဘန်ကောက်မြို့သို့ရောက်ရှိနေပြီးထိုင်းရဲတဖွဲ့နဲ့ပူးပေါင်းပြီးတော့တရုတ်ကြားဖြန့်နှင်းနှင်းရေးလုပ်ငန်းတွေစတင်နေပြီလို့လည်းထုတ်ပြန်လာပါတယ်။ တနည်းထဲမှာပဲမေဂန်ဗန်နိုက်ဌာနကလည်းမေဂန်လူမျိုးတွေကိုပြစ်မှတ်ထားတာအွန်လိုင်းငွေလိမ်မှုတွေကျွလုံနေတဲ့တိုင်ချန်းလိုမြည်ရတဲ့တရုတ်အွန်လိုင်းငွေလိမ်ကိန်းတရှိရာမြောက်ပြည်မြို့တောင်ပိုင်းကြောက်ခက်ကိုတီထောင်သူဒီမိုကရေစီကျိုးပြုတ်ကင်းရဲ့တက်မတော် DKB မှစိုင်းကြော်လှနေ DKB ခေါင်းဆောင်တွေဖြစ်တဲ့ Sosti, Sosain Win, Sosan Aw, Suzu Bang ခေါင်းဆောင်၄ဦးနဲ့ DKB လက်နက်ကင်ဖွဲ့တို့ကိုရေးယူတန်းခတ်ပိတ်ဆို့မှုတွေချမှတ်ခဲ့ပါတယ်။ မေဂန်ဆိုးရဗန်နိုင်းဌာနရဲ့ခုလိုရေးယူမှုဟာပထမဆုံးချိန်တော့မဟုတ်ပါဘူး2025ခုနှစ်မေလ9ရက်နေ့ကလည်းမြောက်ရီမြို့ရှိရွှေကုတ်ကိုမြို့တင်တဲ့ KK Park တရုတ်ကြားဖြန့် online ငွေလိမ့်ခိုင်းတွေကိုလုံခြုံရေးအဆောက်အအုံနဲ့ကာကွယ်ပေးထားပြီးကြားဖြန့်ခိုင်းတွေနဲ့ပူပေါင်းအကျိုးမြတ်ရရှိနေတဲ့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လိုင်လက်အောက်ခံကရင်နယ်ကြားဆောင်တဲ့ BGF နဲ့၎င်းရဲ့ခေါင်းဆောင်စောချစ်သူ ်တန်းငူဖြစ်တဲ့စောထူးအင်မိုးနဲ့စောချစ်ချစ်တို့ကိုအေးအေးယူတန်ခတ်ပေးဆမှုတွေချမှတ်ခဲ့ပါသေးတယ် BGF ဟာမကြသေးခင်က Korean National Army KNA လို့အမည်ပြောင်းကြောင်းကြီးညာခဲ့ပေမဲ့လည်းနာမည်နှစ်ခုစလုံးကိုဆက်လက်သုံးပြုလျက်ရှိပါတယ်။ American Bandai Thanai ရဲ့စောချစ်သူကိုရဲယူတဲ့ကြီးညာချက်မှာ KK Park ကနေတက်ရှင်လွတ်မြောက်လာသူတွေရဲ့ထွက်ဆိုချက်အရ KK Park ကိုလုံခြုံရေးယူပေးထားတဲ့တပ်ဖွဲ့ဝင်တွေရဲ့လက်မောင်းတစိုက်ဟာ KNA ဖြစ်ကြောင်းတက်တည်ထွက်ဆိုခဲ့ကြတဲ့ဆိုတဲ့အချက်ကိုရှင်းရှင်းလင်းလင်းဖော်ပြထားပါတယ်။ဒါကြောင့် KK Park ဟာ KNU ရဲ့ထိ ंछ ုံမှုအောက်လက်ပတ်နေတဲ့အောင်စစ်ကော်မရှင်ပြောရေးဆိုခွင့်ရှိသူဇော်မင်းထွန်းဆွတ်ဆွဲနေတယ်လို့မှုံမှန်မိကန်အစိုးရကကောင်းကောင်းသိရှိထားပါတယ်။တရုတ်ကြဖြန့်နေနေရေးတဖွဲ့ဖွဲ့တီကြောင်းမိဂန်အစိုးရကတဲဝင်ကြီးညာပြီးနောက်တနေ့နိုဝင်ဘာလ17ရက်နေ့ကစပြီး ်တရုတ်အစိုးရပြည်သူ့ရေးရာလုံခြုံရေးဝန်ကြီးဌာနကဥဆောင်ပြီး၆နိုင်ငံကြားဖြတ်နေနေရေးဝန်ကြီးအဆင့်စီဝိတ်ကိုယူနန်ပြည်နယ်ပူမီမြို့မှာကျင်းပခဲ့ရာမြန်မာထိုင်းလာအိုကမ်ဘောဒီးယားနဲ့ဗီယက်နမ်နိုင်ငံတို့တက်ရောက်ခဲ့ပါတယ်။အဲ့ဒီစီဝိတ်မှာအာဆီယံပူးရဲဆောင်ရွက်ရေးရှေ့လုပ်ငန်းစဉ်အချက်20ချက်ကိုသဘောတူညီခဲ့ကြပြီးထိုင်းကိုယ်စားလှယ်ဖွဲ့ခေါင်းဆောင်ရဲတပ်ဖွဲ့ဒုတိယဗိုလ်ချုပ်ကြီးဂျီရာပေါ့ဖူရီဒဲကကြားဖြတ်နေနေရေးပူပေါင်းတပ်ဖွဲ့ joint task force ဖွဲ့စည်းဖို့အစိုးပြုခဲ့တယ်လို့ထိုင်းမီဒီယာတွေကဖော်ပြခဲ့ပါတယ်။တရုတ်နိုင်ငံဟာမြဝတီခြေဆိုင်တရုတ်ကြားဖြန့်ဂိုင်းတွေနေနေရင်းကို2025ခုနှစ်နှစ်စမိုင်းမှာစပြီးထိုင်းဆိုးရနဲ့ပူးပေါင်းဆောင်ရွက်နေပြီးတော့အမေရိကန်ဆိုးရကလည်းအဲ့ဒီပြဿနာကိုကန်လာရှိချာစောင့်ကြည့်လေလာနေခဲ့ရကနေခုက SCSF ကိုစတင်ဖွဲ့စည်းလိုက်တာဖြစ်ပါတယ်။အဲ့ဒီအင်အားကြီးနေနိုင်ငံဟာနေပယ်တီးတီးမှာပူးပေါင်းဆောင်ရွက်ခြင်းထက် ရှင်ပြိုင်အနံယူတတ်တဲ့ဒလေးစရိုက်ကြောင့်တရုတ်ကြားဖြန့်နေနေမှာလေပူပေါင်းဆောင်ရွက်မလားအပြိုင်ဆိုင်သဘောဆောင်မလားဆိုတာဟာစိတ်ဝင်စားစရာကောင်းပြီးစောင့်ကြည့်သွားရမှာဖြစ်ပါလေပထမချိန်သမ္မတတတန်းကာလ2020ပြည့်နှစ်မှာအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကတရုတ်နိုင်ငံမှာစတင်ပြန့်နေတဲ့ကိုဗစ်ကပ်ရောဂါကို Chinese virus လို့ခေါ်ခဲ့တဲ့အတွက်တရုတ်အစိုးရခေါင်းဆောင်တွေအကြီးအကျယ်အမျက်ဒေါသထွက်ခဲ့မှုပါလေ ခုခါမှလည်းမေဂန်ဆိုရထုတ်ပြန်ချက်မှာနိုင်ငံဖြစ်ကျော်ရာဇဝတ်ဂိုင်းများ TCOS ရဲ့အမည်နာမရှိမှာတရုတ်လိုတိတိပပသုံးလုံးခေါ်ပေါ်ထားခြင်းကတရုတ်လူမျိုးနဲ့နိုင်ငံရဲ့ဂုဏ်သိက္ခာကိုထိခိုက်နေပြီဖြစ်ပါတယ်။ဒီကိစ္စပေါ်မှာရောတရုတ်အစိုးရဘလို့တုတ်ပြန်မလဲဆိုတာစိတ်ဝင်စားတရပါ။အခုဒီချိန်တရုတ်နဲ့အမေရိကန်အကြားဂျာညက်မဲ့ကိန်းစိုက်နေသူကတော့အာနာသိန်းစစ်ကောင်းဆောင်မင်းအောင်လှိုင်နဲ့၎င်းရဲ့တစ္ဆာကန်စောချစ်သူဖြစ်ပါတယ်။ လက်တလုံးမြင်တွေ့နေရတာကတော့စောချဲသူဦးဆောင်တဲ့ BGF KNE နဲ့ DKBA ခေါင်းဆောင်တွေဟာ၎င်းတို့ရဲ့လက်နက်ကင်ကာကွယ်ဆော့ရှော့မှုအောက်မှာရှိတဲ့မြရီမြို့မှာလွတ်လပ်စွာကြီးထွားရှင်သန်နေကြသလိုအကျိုးမြတ်ကြီးမားစွာရရှိနေတဲ့ရွှေကုတ်ကို KK Park နဲ့ကြောက်ခက်တို့မှာတရုတ်ကြားဖြန့်ဂိုင်းတွေကိုခုခါဖုတ်ပူမီတိုက်ပွဲပြီးယုံခါသလိုလှုပ်ဆောင်လာပါတယ် မေဂန်ဆိုရကနေနင်းရေးတဖွဲ့ဖွဲ့စည်းပြီးနေနင်းတော်မဲ့လှုပ်ရှားမှုတွေစတင်ချိန်နဲ့အချိန်ကိုက်အရင်ကအကြီးစံတတောင်းလရင်ဘုံတလုံးမာတောင်မှာရင်းပြီးထိမှန်နာမျိုးမရှိဘူးတဲ့ကေကေပကိုစစ်ကောင်းတော်မရောက်နိုင်တဲ့၎င်းရဲ့တစ္ဆာကန်စောချစ်သူတို့ဦးစည်းပြီးမိုင်းခွဲဖြစ်စီ ရှင်းလင်းနေပြီဖြစ်ပါလေဆေးရနာသိန်းကြီးကဆက်ပြီး၎င်းရဲ့လုံခြုံရေးစိတ်မချရတဲ့တွေ့ကင်းပြင်းနေမြို့တော်ဖန်မြို့သူလာခဲလာတဲ့စစ်ကောင်းဆောင်မရောက်နိုင်ဟာ နိုဝင်ဘာလ15ရက်နေ့မှာနေချင်းပြန်ရောက်လာပြီးတက်မတော်အနေနဲ့ KK Park နေရာကိုရှင်းလင်းဆောင်ရွက်နေပြီးမြို့သားရေးတာဝန်တရအနေနဲ့အပြီးပြည့်ရှင်းလင်းဆောင်ရွက်သွားမှာဖြစ်တယ်လို့စစ်ကော်မရှင်ပြည်내အုပ်ချုပ်ရေးဖွဲ့ဝင်တွေကိုပြောဆိုခဲ့ပါတယ်။အဲ့ဒီပြောဆိုချက်ရာ KK Park ကိုရှင်းလင်းမှုမင်းအွန်လိုင်းကိုယ်တိုင်အမိန့်ပေးခဲ့တဲ့ဆိုတာဟာပေါ်လွင်နေပါတယ်။ဒီနေရာမှာ KK Park ကိုမင်းအွန်လိုင်းနဲ့ဆိုချစ်သူပူးပေါင်းပြီးမိုင်းခွဲဖြစ်စီအစဖြောက်ပစ်ခြင်းက မှန်ကန်နဲ့လုပ်ရဲဟုတ်ပါသလားကြားဖြတ်ရာဇဝတ်ဂိုင်းတွေကရာဇဝတ်မှုတွေဘလောက်ကျူးလွန်ထားတယ်ဆိုတဲ့တက်တည်ထောက်ထားတွေ DNA တွေစနစ်တကျစုဆောင်းမှတ်တမ်းတင်လေ့လာဖော်ထုတ်ခြင်းမရှိဘဲနိုင်ငံတကာရာဇဝတ်မှုမှုကင်းများစွာကျူးလွန်ထားရနေရဖြစ်တဲ့ KK ပကိုမိုင်းခွဲဖြက်စီးရှင်းလင်းမှုဟာကြားဖြတ်နေနေရေးထဲကြားဖြတ်တက်တည်ကံပစ္စည်းတွေဖျောက်ဖျက်ရေးကအဓိကရည်ရွယ်ချက်ဖြစ်နေမလားဆိုတဲ့ တန်တရားဖြစ်ဖွယ်မိကွန်လေရှိနေပါတယ်။နွေဘာလာစနေနေ့ထုတ်စစ်ကုံရှင်ရဲ့ဝါရဖြန့်မြမလင်းသတင်းစာရှစ်မျက်နှာဖုံးမှာနှစ်နိုင်ငံနေကြမြင့်ဖြစ်သက်မှတ်ထားတဲ့ပောင်ရင်းမြစ်ကန်တဘီမြန်မာနိုင်ငံဘက်ချက်မှာနမေဇိုးနဲ့လူသိများတဲ့ KK Pop မှာဧက900ကျဲဝန်းရှိတဲ့မြေခွဲပေါ်ကရာနေချီတဲ့အဆောက်အုံတွေဖြိုချဖျက်ဆီးတဲ့သတင်းကိုစစ်ကောင်မရှင်ကထုတ်ပြန်ခဲ့ပါတယ် အမှန်တော့အော်တိုဘားလ23ရက်နေ့ကလေးကစစ်တပ်နဲ့ BGF ပူးပေါင်းပြီး KK ဘတ်ကိုမိုင်းခွဲဖျက်ဆီးနေတဲ့တရင်ဟာထိုင်းမီဒီယာတွေမှာတွေ့မြင်နေရပြီဖြစ်ပါတယ်။မေဂန်ဆိုယာက DGB ခေါင်းဆောင်လေးဦးကိုရေးယူတာမြောက်ရီမျိုးတိုကြားဖြန့်ဂိုင်းတွေကိုနှိမ်နှင်းမဲ့တပ်ဖွဲ့ SCSF ဖွဲ့သည်ကြောင့်ကြီးညာတဲ့တနေ့ထဲမှာပဲစစ်ကော်မရှင်ကလည်း KK ဘတ်ကိုမိုင်းခွဲဖျက်ဆီးရှင်းလင်းနေတဲ့ဆိုတဲ့အသေးစိတ်သတင်းကိုထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ နိုင်ငံရေးမှာတိုက်ဆိုင်သည်မရှိဆိုတဲ့ဆိုရွတ်စကားရာမေဂန်ဆိုးရလက်ထဲ KK Park မှာ ရာဇွေတက်တွေတွေရောက်သွားမှာကိုမင်းအောင်လိုင်ကြောက်ရွံ့နေသလားစဉ်းစားစရာ ဖြစ်ပါလေမင်းအောင်လိုင်ရဲ့လုပ်ရဟာတရုတ်ကြားပြန်ဂိုင်းတွေရဲ့နိုင်ငံတကာရာဇွေမှုကျူးလွန်ရာနေရာမှာတက်တွေထောက်ထားတွေကိုအစဖြောက်ချင်းဖြစ်ပြီးဒါဟာကြားပြန်ဂိုင်းတွေထံကနေအကျိုးမြတ်တိုက်ရိုက်ခံစားရယူနေတဲ့စစ်တပ်နဲ့ စစ်တပ်လောက်ခံ BGF KNA တို့ရဲ့ပါဝင်ပတ်သက်မှုတပ်တွေထောက်ထားတွေမကြံရစ်စေဖို့အပြည့်အပြည့်ရှင်းလင်းခြင်းလေးဖြစ်ပါတယ်မြမလင်းသတင်းစာမှာ KK ဘတ်တွင်ဇုံလိုက်အဆောက်အုံများဆက်လက်ဖြိုချဖြည့်ဆည်းရှင်းလင်းခေါင်းစဉ်နဲ့သတင်းဖော်ပြချက်အရ KK ဘတ်ကိုဇုံ A B နဲ့စီဆိုပြီးသုံးပိုင်းခွဲပြီးဆောက်ထိုင်းရာဇုံ A မှာဆောက်အုံပေါင်း148လုံးဇုံ B မှာ83လုံးနဲ့ဇုံ C မှာ414လုံး စုစုပေါင်း635လုံးရှိပြီးတစ်ထက်မှာ6ထက်ထိအဆောက်အုံမျိုးမျိုးပါဝင်ပါတယ်။အဲ့ဒီသတင်းထုတ်ပြန်ချိန်ထိအဆောက်အုံပေါင်း130ကိုဖြိုချဖြစ်စီးပြီးပြီလို့ဆိုပါတယ်။ကျန်ရှိတဲ့အဆောက်အုံ925လုံးကိုလည်းဆက်လက်ရှင်းလင်းမယ်လို့သတင်းဖော်ပြထားပါတယ်။အဲ့လို KK ဘက်ကိုမိုင်းခွဲဖြစ်စည်းမှုတွေနဲ့ဆက်ရန်နေရာကြီးတွေနဲ့ဖြိုချဖြစ်စည်းမှုတွေမလုပ်ခင်ရပ်ပိုင်းတီနိုင်ငံပေါင်းစုံမှထောင်နေချီတဲ့နိုင်ငံသားတွေဟာ ထိုင်းနိုင်ငံကနေတဆင့်နေသေးဖြစ်ကျော်က KK Park တို့စင်စက်မပြတ်ရောက်ရှိလာကြပြီးအဲ့ဒီဆော်ဦးတွေတွင်းမှာနေထိုင်ပြီးတော့ကဘာနန်အွန်လိုင်းငွေလိမ်မှုတွေကို BGF KND ရဲ့လက်နက်ကင်လုံခြုံရေးအစောက်ရှောက်တွေအောက်မှာနိုင်မလဲကျူးလွန်နေခဲ့တာဖြစ်ပါတယ်။မန္တကယ်တော့အော်တိုဘားလ23ရက်နေ့ကလေးကစစ်တပ်နဲ့ BGF KND တို့က KK Park ကိုမိုင်းခွဲဖျက်ဆီးတဲ့တဲ့ရင်အင်းကြီးချင်းထိုင်းနိုင်ငံနဲ့နိုင်ငံတကာသတင်းတွေမှာထွက်ပေါ်လာပြီးတဲ့နောက် အော်တိုဘလ25ရက်နေ့မှာထိုင်းသတင်းဌာန Consort English ကတောင်ရင်မြစ်ကိုဖျက်ကူးပြီးထိုင်းနိုင်ငံမဲဆောက်မြို့သို့ကေကေဘက်မှထွက်ပြေးလာကြတဲ့နိုင်ငံစုံမှနိုင်ငံသားဦးရီဟာ1943ဦးထိရှိပြီလို့သတင်းဖော်ပြလာပါတယ်။အဲ့ဒီထွက်ပြေးလာကြသူတွေဟာအိန္ဒိယ၊တရုတ်၊ဗီယက်နမ်၊လာအို၊ဖိလစ်ပိုင်၊သီရိလင်္ကာ၊ထိုင်း၊ထိုင်ဝမ်၊ကင်ညာ၊နိုင်ဂျီးရီးယား၊ဂီနီယာ၊ကွန်ဂို၊ဂါနာ၊ရဝန္ဒါ စတဲ့နိုင်ငံတွေကဖြစ်တယ်လို့ထိုင်းမီဒီယာကဖော်ပြခဲ့ပါတယ်။တရုတ်ကြားဖြန့်ကိုင်းတွေဒုတည်ကြီးမားစွာနဲ့နိုင်ငံတကာရာဇဝတ်မှုတွေကျူးလွန်နေပုံကအထင်ရှားပေါ်လွင်လာပါတယ်။ပိုပြီးအံဩစရာကောင်းတာကအဲ့ဒီထွက်ပြေးလာကြသူတွေဟာသတင်းမီဒီယာတွေမှာပုံဖော်ရေးသားနေကြတယ်လို့ကြားဖြန့်ကိုင်းတွေရဲ့ငရေကန်နေညံပန်နှစ်ဆက်ခံရမှုကြောင့်ဒဏ်ရာတန်ကျပ်မျိုးစုံနဲ့ညီထိုင်ခဲ့ရပြီးမှ သေကံမပြောက်လွတ်မြောက်လာကြသူတွေရဲ့အသွင်လက္ခဏာတွေလုံးဝတွေ့မြင်ရခြင်းမရှိတာပါ KK ပါကနေထွက်ပြေးလာကြသူများစုဟာ၎င်းတို့ရဲ့ခီးဆောင်အိတ်တွေကိုဆွတ်ပြီးကဘာလက်ခီးတွေဟံမပြက်ခီးသွားလာနေသူတွေပုံစံမျိုးတွေ့မြင်ခဲ့ရတာကြောင့်ဖြစ်ပါလေတချို့ဆိုရင်တက်လွင်ကောင်းမွန်တဲ့ဝစ်စားတွေကိုတောင်ကြကြနာနာဝစ်ဆင်ထားကြပါလေဒါပေမဲ့တက်ဆိုင်ရာအာနာပိုင်တွေကမင်းမြင့်ရမှာတော့ သူတို့ဟာလင်ညာခံရပြီး KK ဘက်ထဲရောက်ရှိလာကြသူတွေလို့သာဖြစ်ဆိုကြတာကိုလေ့လာတွေ့ရှိရပါတယ်။ဘယ်သူကမှအွန်လိုင်းဝယ်လိမ်နဲ့အဲ့ဒီလုပ်ကို၎င်းတို့ဆန္ဒလျောက်လာရောက်လုပ်ကင်ပါတယ်လို့မဖြစ်ဆိုကြပါဘူး။အဲ့ဒီချက်ကိုနိုဝင်ဘာလ17ရက်နေ့ကထုတ်ဝေခဲ့တဲ့စစ်ကော်မရှင်ဝါရဖြန့်သတင်းစာမြမအလင်းမှာ KK Park မှာဖန်စီရမိတဲ့မြို့နိုင်ငံသား3ဦး၊ကင်ညာနိုင်ငံသား2ဦး၊ဖိလစ်ပိုင်နိုင်ငံသား2ဦးနဲ့ပါကစ္စတန်နိုင်ငံသား2ဦးတို့ရဲ့တူညီတဲ့ဖြစ်ဆိုချက်တွေကသက်သေခံနေပါတယ်။အစပိုင်းမှာတော့လိန်ညာခံရတယ်ဆိုတာဟာမှန်ကန်နိုင်ပါတယ်။ဒါပေမဲ့ဒီလိန်လဲတဲ့လုပ်ကိုကောင်းကောင်းလှုပ်လာနိုင်တာနဲ့အမျှအကျိုးမြတ်ရခိုင်နှုန်းပုံမရရှိကြတဲ့တွေနောက်ပိုင်းမှာကိုယ်တိုင်စနတ်လျောက်လုတ်ကင်သူအများပြားရှိနိုင်ပါတယ်။ ဘလို့ပဲဖြစ်စေမြဝိမြို့ကိုဝေယုံသုံးငါဖြစ်အောင်လုပ်နေသူတွေကတော့မင်းအွန်လိုင်းစစ်တနေစိုးချစ်သူရဲ့ BGF KNE တက်တွေဖြစ်ပြီးတရုတ်ကြားဖြန့်ခိုင်းတွေရဲ့အဓိကခေါင်းဆောင်တွေကိုဖမ်းဆီးနိုင်ခြင်းမရှိတာကတော့အကြီးမားဆုံးဟာခွက်ကြီးဖြစ်နေပါတယ်နိုင်ငံမောင်းဆုံမှာထုံထဲချီတဲ့နိုင်ငံသားတွေမြဝိမြို့မြောက်ဖက်နဲ့တောင်ဘက်ကီလိုမီတာနည်းငယ်သာပွာလန်းနဲ့ရွှေကုတ်ကိုနဲ့ကေကေပတွင်နှင်းနေချီပြီး ကမ္ဘာနှံ့ online ငွေလိမ်မှုတွေကျွလွန်နေကြတာကိုမင်းအွန်လိုင်းရဲ့မြို့အုပ်ချုပ်ရေးဖွဲ့နဲ့ BGF ကောင်းဆောင်တွေကသူတို့လုံးဝမသိရှိပါဘူးလို့ဘူးခန်ညင်းဆိုလျက်ရှိနေပါတယ်။တကယ်တော့2021ခုနှစ်ဖေဖော်ဝါရီလတည့်နေ့နေပြည်တော်မှာဆက်နာသိန်းကျေညပရီမြို့ဟာစစ်ကောင်းဆောင်မင်းအွန်လိုင်းရဲ့စေအုပ်ချုပ်ရေးအောက်အပြေအဝရောက်ရှိသွားခဲ့ပြီဖြစ်ပါတယ်။ညပရီမြို့ပပက်လက်ကိုမင်းအွန်လိုင်းတစ္ဆာကံမြို့ဆောင်တန်းနဲ့ နာမည်ကျော်ရွှေကုတ်ကိုမြို့တစ်ကို BGF ခင်းနေကောင်းဆောင်ဆိုချစ်သူရဲ့အင်အား၈ထောင်နဲ့တပေါင်းကြားရှိတဲ့လက်နက်ကင်ဖွဲ့ကထိန်းချုပ်စုမှုထားခဲ့ပါတယ်။အမှန်တော့ BGF ခင်းနေဟာစစ်တပ်ရဲ့မိန်ပေးကုတ်ကဲမှုရန်ရအောင်မှာရှိပြီးဆိုချစ်သူဟာစစ်တပ်ကခန့်ထားတဲ့ဗိုလ်မှူးကြီးယာရုကိုရယူထားသူဖြစ်ပါတယ်။ပမာဏနိုင်ရှင်ရရင်ကိုကန့်နေစဲလောက်ကင်မြို့ရှိကိုကန့်ပြည်သူစစ်ကောင်းဆောင်ဝေစန်းကိုစစ်ကောင်းဆောင်မြောင်းလင်ကဗိုလ်မှူးကြီးယာရုပေးရပြီး လောက်ကင်မြို့လုံချုံရေးကိုတာဝန်ပေးခဲ့တဲ့ပုံသဏ္ဍာန်နဲ့ထက်တူထက်မြတူညီပါတယ်။ကိုကန့်ပြည်သူစစ်ကောင်းဆောင်ဝေဆန်းကကြားဖြန့်ဝေလင်ကိုင်းတွေထူထောင်ကျူးလွန်တယ်လို့စောချက်သူဟာလည်းရွှေကုတ်ကိုမြို့တင်မှာတရုတ်ကြားဖြန့်ကိုင်းတွေကိုကာကွယ်ပေးပြီးနိုင်ငံတကာအွန်လိုင်းငွေလိမ်လုပ်ငန်းရာဇဝတ်မှုတွေကျူးလွန်နေတာဖြစ်ပါတယ်။တရုတ်ဆိုရဖန်ဝင်ထုတ်ချိန်မှာဝေဆန်းကမင်းအောင်လိုင်းရဲ့ဌာနချုပ်ရှိရာနေပြည်တော်သို့တွားရောက်ခဲ့ပေမဲ့ နောက်ဆုံးမှာမြောင်းလိုင်းကိုတိုင်တီယိုအစိုးရထံအနှံငက်ပြီးနေပြီးတော့လေစိမ့်မှတစင်ဖန်စီခေါ်ဆောင်တာခံခဲ့ရပါတယ်အခုတပံစောချစ်သူဟာမြောင်းလိုင်းရဲ့ကာကွယ်ရရှိနေတဲ့ဆိုရဟာလဲထင်ရှားပဲဖြစ်ပါတယ်တီယိုကြားဖြန့်ဂိုင်းတွေကင်းရှင်းတဲ့မြောက်ရီမျိုးဖြစ်နိုင်သလားဆိုတဲ့မေကွန်ကစောချစ်သူဟာဒုတိယမြောက်ဝေဆန်းဖြစ်လာနိုင်သလား BGF ဟာ ကိုကံပြည်သူစေကြုံတွေ့ခဲ့ရတဲ့ကကြမာမျိုးကြုံတွေ့နိုင်သလားဆိုရဲမိကွန်းနဲ့တိုက်ရိုက်အချိုးကျနေပါတယ်။စောချက်သူရဲ့ကကြမာကစိတ်ဝင်စားတရားကောင်းလာပါတယ်။ခုခါတေဥဆိုးရဟာစောချက်သူရဲ့စီပါဘက်လည်းဖြစ်ရွှေကုတ်ကိုမြို့တစ်ကိုတိဆောက်သူလည်းဖြစ်တဲ့ရှီကျင်ကျန်းကိုထိုင်းဆိုးရထံကနေတွေ့ပြောင်ရရှိသွားပြီဖြစ်ပါတယ်။ရှီကျင်ကျန်းထံကနေစောချက်သူကျူးလွန်ထားတဲ့ပြစ်မှုတွေရဲ့တည်တည်ထောက်ထားတွေတေဥဆိုးရရရှိသွားမယ်ဆိုရင် စောချက်သူကိုဝေဆန်းလို့ဖန်ဝင်ရန်ထုတ်မလားဒါမှမဟုတ်စောချက်သူကိုဖန်ဝင်ရန်ထုတ်ဖို့ပြင်ဆင်နေတဲ့ထိုင်းဆိုးရကလက်ဦးမှုရယူသွားမလားဒါမှမဟုတ်မေဂန်ဆိုရရဲ့ SCSF ရဲ့ဖန်စီရေးယူခြင်းခံရမလားတမမောစစ်တပ်ဘဝင်ပသက်ထားတဲ့ကြားဖြတ်မှုကိုဖုံးပြနိုင်မှုမင်းအွန်လိုင်းကိုတိုင်စောချစ်သူကို အစာဖြောက်ဖို့ကြိုးပမ်းမလားစောင့်ကြည့်လေ့လာစရာကောင်းလာပါတယ် နောက်ပြီးညဝရီနေဆက်ကတေုတ်ချားဖြန့်ငွေလင်ကိုင်းတွေကိုကာကွယ်ပေးထားတဲ့လက်နက်ကင်တက်ဖွဲ့တွေတဲ့စစ်တပ်ကိုယ်တိုင်ပါဝင်ပတ်သက်နေတာကိုမင်းအွန်လိုင်းဆက်လက်ဘူးခံညှင်းဆူအောင်မလားချားဖြန့်ငွေတွေစစ်တပ်စီပွားရေးလုပ်ငန်းတွေတဲ့ဘလောက်ထိစည်းဝင်နေသလဲစရတဲ့ရေးကြည့်တဲ့မိကုန်းတွေကြန့်ရှိနေသေးကြောင်းသုံးသက်တင်ပြလိုက်ရပါတယ်ခင်ဗျာ